မင်္ဂလာပါရှင်အခုတခါမှာတော့ဆရာမကြီးခင်နေယူရေးသားထားတဲ့ဘိန်းစာရေးချမ်းဆိုတဲ့ဝိထုတို့ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဘိန်းစာရေးချမ်းခရီးသွားရခြင်းသည်စိတ်နှက်ပန်ရခြင်းထက်ရင်မောဝယ်ကောင်းမည်သည်အပြောင်းလဲများနှင့်တွေ့ဆုံရာတိုင်းစိတ်သည်လဲစမ်းသိ၍လာကဘဝတွင်နေသာထိုင်သာရှိလာသည်ဒါကြောင့်မင်းကျမသည်တတ်နိုင်သလောက်ခရီးထွက်ဖို့ပင် ငွေကိုလည်းစုဆောင်းခဲ့ပေသည်ခရီးထွက်ခွာသွားတိုင်းရောက်ရမျိုးနှင့်တောရက်ဒေသများတွင်ကျမအားမျိုးမျိုးသောသင်ငန်းစာများကိုတင်ကြားပို့ချကြပေသည်တဝယ်မျိုးတွင်ရေထန်းသမားကိုရေချမ်းကသင်ငန်းစာတစ်ခုတင်ကြားပြသသည်ဆိုလျင်အံ့ဩကောင်းအံ့ဩပေလိမ့်မည်ပုံနှစ်ခုကိုထမ်း၍ရေရောင်းသောကိုရေချမ်းကတင်ကြားပြသသောဆရာဖြစ်သည်မှာအံ့ဩစရာပေသည်တဝယ်ဘူးတဲမှာအတော်ကျဲဝန်း၍တက်ရက်တလောက် ရေချိုးကမ်းမာမှုကျင်းများလွန်သည်ရေချိုးကြွေစလုံးခွဲ့ဖြူကြီးသည်ရေညှိစိမ်းများဖဲ့တုံးငါကပ်နေသည်မသိစေကြော်တိုက်ပြည့်၍မရပေညိုစိမ့်စိမ့်ဖြစ်နေတော်သည်ကိုရေချမ်းသည်ရေတဲယူလာတိုင်းထိုကြွေစလုံးကြီးကိုတိုက်ချိုစေပြီးမှရေထည့်ပေး၏ထို့တော်ကြွေစလုံးကြီးကဖြူ၍မလာပေအမရေဘာလိုချင်သေးလဲလိုချင်တာပြောနော်ဒီရေချိုးကမ်းထဲမှာခမုံနဲ့မသွားခြင်းလဲ ြေးဆိုင်အိမ်နာမိဖို့နောက်ဖက်မှာရှိလျေသူသည်အိမ်နာကိစ္စပါမကြမ်းရင်းရင်းနေနေညွှန်ကြားပြတာ၏ပြန်ကန်နေရင်လဲနှုတ်ဆက်ပြီးမှပြန်လေသည် သူဤဓဝေဆန်သောလေးထောင်ကြာကြာမျက်နှာမှာ ရွှေရွှေလန်းလန်းမရှိလာပြီအသားကလည်းတာမန်ဖြူဖွေးသည့်ထက်ဖြူပက်ဖြူရောဖြစ်နေပုံရလေသည်သူမျက်နှာသည်ရာဇဝင်ပါကြောက်ရွံ့ကြီးလိုပင်တစုံတစ်ခုသောအကြောင်းကိုလျှို့ဝှက်တုံလောင်ထားဟန်ပေါက်နေလေသည် ညနေပိုင်းသူပြန်သွားပြီးချိန်တွင်ကျမသည် သူ့အကြောင်းကိုစဉ်းစားနေမိသည်။ညစာစားချိန်တွင် ဖိုတဲဆောင်သည်ကိုရည်ချမ်းအကြောင်းကို တစိတ်တည်းတည်းတပြော၍ပြ၏။သူစကားအရဆိုရင်ကိုရည်ချမ်းသည်လူဆိုးကြီးပေတည်း။တခါတော့ကအတော့ကိုချမ်းသာတဲ့တထေးသားပေါ့ဗျာ။သူ့အဖေဆိုရင်နတ်မြင်းမိုင်းကိုတောင်သွားပြီးလှုပ်တယ်လို့ပဲ။ကိုရည်ချမ်းဤနောက်ကြောင်များသည်ပွင့်အံထွက်ကြလာလေသည်။ အင်္ဂလိပ်လိုစေတန်းထိသင်ကြားပြီးချိန်တွင်မိန်းကလေးတယောက်နှင့်ချက်သည်ဟုဆို၏အဲ့ဒီမိန်းကလေးကလည်းထဝဲမှဆိုတော်တော်ချောတာပဲငွေကြေးကလည်းမဆိုးလာဘူးဒါပေမဲ့ဗျာကတော့ပါရဲ့ဒေါခင်ယူကိုပြောရအောင်မင်းဒီမိန်းကလေးကိုမညာခင်ကျွတ်ကျွတ်လွန်လွန်ဖြစ်ပြီးထားရခဲ့တယ်ဗျာမိန်းကလေးလည်းစိတ်တစားနဲ့တည်ပါလေရောအိုးဟုတ်တယ်ကိုဝန်နဲ့ကိုတည်တာပဲ နောက်တော့မှသူ့အဖေပေးစားတဲ့ဖိတ်သူတယောက်နဲ့ယူတယ်။အဲ့ဒီဖိတ်သူနဲ့ယူကလေးကတောက်လိုက်တဲ့အရက်ဒါဆိုဘာမှမလုပ်တော့ဘူး။နောက်ဆုံးဖိန်းရှူလိုက်တာ ခုဘဝရောက်တာပဲဆိုပါတော့။သူ့မိန်းမလည်းတေးသွားပြီ။ယခုလိုဆိုပြန်တော့လေကျမအီကိုရေချမ်းကြီးပြီးခဲ့တော့ဇလန်းမှာဖိန်းစားခြင်းအရက်တောက်ခြင်းနဲ့ချစ်သူကိုစော်ကားခြင်းဟူသော အပိုင်းများသာပါဝင်ခဲ့လေသည်။ ဖိုတဲဆောင်ကြီးနဲ့စကားလက်ဆုံးကြပြီးကလေးကကျမသည်ကိုရီချမ်းကိုပို့၍အကဲခတ်၏တတ်သေးတာတရားပညာကလည်းဆယ်တန်းဆိုဒီမှာမခေလောက်သည့်အလုံးမှာရေထန့်သမားအကြောင်းအရာများသည့်တစ်ခုနဲ့တစ်ခုမဆက်ဆက်လာပြီးရုံနှန်းစကားဒဏ္ဍာရီတစ်ခုနဲ့တူ၍နေပေတော့သည်ကျမစိတ်ထဲတွင်မူကျမဤဇလိုက်ကိုရီချမ်းသည် သူဘဝဇလန်းတွင် လူโซကြီးတယောက်အနေဖြင့်ပါဝင်နေသည်ကို မကျေနပ်နိုင်မီ သူ့ကိုစိတ်စိတ်ကြည့်လျင်ပြာမွမ်းွယ်မျက်လုံးဖြူဖြော့ဖြော့အသားရည်များမှဘိန်းစားဖြစ်ကြောင်းဖွင့်ဟာဝန်ခံကြလေသည်ရေပုံးကိုကင်သောလက်များကလည်းတုန်တုန်ရင်ရင်နိုင်လာသည်တခါကအရက်ကိုအလွန်ကြုံတောက်ခဲ့ကြမှပေါ်ပြ၍နေပေသည်သို့တော်ကျမဖော်မပြတတ်သောသူ့ဟန်ပန်များကမူဘသူကိုမှနာကျင်အောင်ထုတ်ခါရောက်အောင် မလုပ်ခဲ့ဘူးကြောင့်ပြော့ပြနေတယ်လို့ဖြစ်နေပေသည်မျက်လုံးများကလည်းအယောင်မဲ့၍တကူးမရှိတော့လဲ ကျင်နာငဲ့ညာသောစိတ်ဓာတ်မှာမျက်လုံးတစ်ထောင်မှာပေါနေတယ်လို့ထင်ရပေသည်ထို့အမှုမပေါ်ရင်တော့ဓဝဲမှမထွက်ခွာလိုပြီတန်နင်းကနေနေရမူကျမသည်ကိုရီချမ်းကိုထိုင်၍ဆောင်၏ဘိုးဒဲဆောင်ကိုကြိုတင်မှထားသောကြောင့်ကိုရီချမ်းသည်နေ့လယ်ပိုင်းလာမည်ဟု ခရီးပေးထားလေသည်သူရောက်လာချိန်တွင်တခြားဧည့်သည်များလည်းမရှိ၍ဘိုးဒဲတစ်ခုလုံးသည်တိတ်ဆိတ်နေသည် အတော်နွမ်းနေပြီဖြစ်သောဓဝေပူးလုံကြီးမှာခြေတလုံးမှအကြောထုံလေးနှစ်ခုကိုမဖုံးလွှမ်းနိုင်ပြီ။အမဘာကိစ္စရှိလို့လဲ။သူဤပြောဆိုများမှရင်ကျေးတော်လဲ။သူအနေနဲ့သေးနှုတ်အောက်ကြလွန်၍ရင်ထဲမှနာနေသည်။ရှင့်ကိုစေကုခြင်းလို့ခေါ်တာပါ။သူသည်အာယူ၍ပြုံးပင်မဲ့မျက်လုံးများကမူရှင်လန်းတောက်ပါလာဟဲ့မရှိပင်။ဘာစေးကုမလို့လဲ။ကိုရေချမ်းဘိန်းစားရဲဆို ဒါကိုကုမာလားဟုတ်တယ်ရှေ့ပညာတွေကိုမနှမျောဘူးလားအလကလူညို့တုံးရတယ်လို့ပဲဒီမှာအမရဲ့ကျွန်တော်ဟာဖိန်းစာရက်တောင်းလို့လူဘဝတုံးရတယ်လို့အမဘလို့နည်းနဲ့သိလဲစကလုံးများကမူသူ့အစင်တန်းကို ဖော်ပြ၍နေပေသည် ကျမတဝဲကိုရောက်ခဲကကိုရီချမ်းအကြောင်းကိုစုံစမ်းနေတာပဲတဝဲသားတွေဟာကိုရီချမ်းကိုအတိများကြတာပဲ သူတို့စီမှာရှင်းတဲ့ရင်တွေကြားရတာပေါ့အထူးသဖြင့်ဖိုတဲဆောင်ကပြောပြတယ်ဘသူပဲမိမိသူတို့အားလုံးကျွန်တော်အကြောင်းကိုဒီလိုပဲပြောပြကြမှာပေါ့ဘလို့ဘလို့ကျွန်တော်အရက်တောက်တယ်ဘိန်းစားတယ်ကျွန်တော်ချစ်သူကိုကိုုံဝင်နဲ့ပြစ်ထားခဲ့တယ်လို့ပြောကြမှာပဲကျမသည်ဗဇက်ဟာကအံ့အားတင်နေသည်သူ့ကိုလူတွေဖာပြောသည်ကိုလည်းအားလုံးသိထားနေမှာပဲကောတခြားလူတွေပြောကြတာကြားရပါမိမယ် ကျမကရှင်ကိုဒီလိုမထင်ဘူးလေရှင်ဟာဘသူ့ကိုမှဒုက္ခပေးမယ်လို့မဟုတ်ဘူးလို့ယုံနေဟမ်ကျွန်တော်ကိုယုံနေအမလီဝမ်းတာလိုက်တာအမရေ အမတယောက်ပဲဒီလိုပြောတယ်ဒါပေမဲ့ကျွန်တော်ကိုဘာစေးမှမကူပါနဲ့ရှင်းနေဆိုရင်ရေထန်းနိုင်မှာမဟုတ်တော့ဘူးအခုတောင်လက်တွေကပုံးကိုကောင်းကောင်းမလို့မရခြင်းဘူးလေသူ့လက်များကိုထောင်ရွေ့ကြည့်ရင်မျက်နှာကယွန်ရှာနေပုံရ၏ အသားဖြူတော်လဲလက်ချောင်းများမှာခြောက်သွင်း၍အကျောစိမ့်များသည်တီကောင်ကြီးများလွန့်နေသလိုအယုတ်ဆူလာသည် ကြည်နေရင်ကပါဇက်သည်ရည်ရွယ်လာ၏ရှိတမ်းမှလည်းတွေ့ချောက်ချောက်နဲ့အေးဆက်လာပေသည်ကျွန်တော်ဘသူ့ကိုမှမတတ်ပါဘူးအရက်တော့ဖိန်းစားဒါကျွန်တော်ကိုကျွန်တော်ဖြတ်စည်းတာပဲလေတခြားလူကိုတော့ကျွန်တော်မနှိပ်စက်မဖြတ်စည်းပါဘူးအေးပေါ့လေတခုတော့ရှိရဲ့ကျွန်တော်ကိုလက်ထက်တဲ့မိမကတော့ လင်ကောင်းမရရှာဘူးပေါ့ဖိန်းစားကိုပဲရတာပေါ့ဒါပေမဲ့သူ့ပတ်စံတွေကကျွန်တော်တပြားမှယူပြီးအရမတောက်ပါဘူးရှင်းချစ်သူဆိုတာကောသူဒီမျက်ရည်တွေဝိုင်းလာ၏ခုနကရီဟန်ပေါက်နေသောပတ်စံများမှာဆုံဆုံယုံယုံကြုံသွားကမဲမဲတဲတဲဖြစ်လာသည်ဖိန်းစားများသည်ဝမ်းနေလွယ်သည်ဆိုသည်မှာမှန်နေပြီလားသို့တော်မကြခင်မင်းသူ့နှက်ခမ်းလေးများမှာတရွာရွာလှုပ်ရွေလာသည် လှုပ်ရှားနေသောနှက်ခမ်းများကြားမှစကလုံးများသည်တလုံးပြီးတလုံးထွက်အံ့၍ကြာလာကြပေသည်တခါတလေလူလောကမှာဖြစ်နေတဲ့အကြောင်းတွေဟာလူတွေတွေးထင်သလိုမဟုတ်ပါဘူးအတွေးတွေရဲ့နောက်ပိုင်းမှာအင်မတန်စက်သိမ်းထစရာကောင်းတဲ့အကြောင်းအမှန်တရားတွေဟာအများကြီးပဲထိုစကလုံးများကြားရခြင်းတွင်ကျမသည်ကျမဆက်လိုက်ကြီးကိုရေချမ်းအတွက်ကျေနပ်ဝမ်းသာမိသည်ထိုစကလုံးများသည်ဘိန်းစားစကလုံးများမဟုတ်ဘဲ အစင်တန်းရှိသော အသည်နှလုံးများသူ့ဝမ်းထဲတွင်ရှိကြသည်ကြောင့်ဖော်ပြနေပေသည်တိတိထန်သောလာပြည့်နေမနက်အစောကြီးထား၍သွားရသည်မှာကိုရည်ချမ်းဖိုးနှစ်သိမ့်စရာဖြစ်သည်တိတိတို့ခြံသည်ပန်းမင်ကြီးများထက် အသီးနှံပင်ကြီးများပုံရိပ်များသည် သူရောက်သွားတိုင်းပိန်းထဲပင်မှောင်ရိပ်တွင်တိတိသည်ကုတ်ကုတ်ကလေးထိုင်ကားသူ့ကိုဆောင်းသည်တိရွယ်များကြားမှလာရောက်ပြုတ်ပြောင်ပြောင်များမှမြေပေါ်တွင် ပန်းမွင့်ဖြူများကျဲထားသလိုပြန့်ကျဲ၍နေကြသည်။လာရောင်ဤအလှကိုမှောင်ရိပ်မှနှစ်ယောက်စလုံးမြင်နေရသည်မှာကြည်နူးစရာပေတည်။လေအေးများကလည်းခြံထဲမှပန်းရံံများကို ယူဆောင်လာရုံမကဖျားရှင်ဤနှုတ်ကပတ်တော်များကိုပါယူဆောင်လာပေသည်။သူတို့နှစ်ယောက်တွေ့ချိန်တွင်တတိဤဦးလေးကြီးသည်ဖျားခန့်တွင် အာယုံဆုံးကချိန်ဖြစ်ပေသည်။လာပြင်းနေမနဲ့တိုင်းတတိကဆုံးထ၍ချက်ပေးရသည်။ စွန်းထချက်ရင်ကိုရေချမ်းနဲ့တွေ့ရခြင်းဖြစ်ပေသည်။ဒါကြောင့်တီတီတီကြည်ကြည်နက်နက်ပင်စွန်းကိုဆော့ဆော့ထား၍ချက်ပေ၏။မာတာယတာနိယံပုတ္တမာယုတာဧကပုတ္တမနုရခေဧဝံပိတပ္ပာဘူတေတုမာနတံဘာဝယေအပရိမာဏတဥရီသောတာဤမိခင်သည်တားဤအပေါ်တွင် အတိုင်းရှိမရှိနိုင်သောချက်ချင်းမြတ်တာဖြင့်စောင့်ရှောက်ကြည့်ရှုတကယ်သော ခတ်သိမ်းသောတတဝါအပေါင်းတို့အားလည်းမေတ္တာဖြင့်လွှမ်းခြုံရ၏ဦးလေးကြီး၏အောင်မြင်ခန့်ညာသောအတန်သည်ငြိမ်သက်အေးဆွေးစွာပင် အိမ်မာကြီးစီမှလွင်ပြန်လာ၏တဏှာဖြင့်ရောရှက်သောငယ်ရွယ်သူတို့၏ချစ်တဲနှိနှောခြင်းပင်လျင်တရားတော်အတန်ကြောင့်ငြိမ်သက်အေးဆေး၍တည်ငြိမ်လာသလိုပင်နှစ်ယောက်စလုံးထင်မြင်၍လာကြပေသည်ဦးလေးကြီး၏ဖျားရှိခိုးတန်သည် သူတို့နှစ်ဦး၏အချင်းအချက်ဖြစ်၏ ဖျားနှုတ်ကပတ်တော်များအားရွတ်ဖက်တဲ့ရေစေပြီးဒီနောက်ပိုင်းတွင်ဦးလေးကြီးသည်နှက်ပိုကားရာကိုရွတ်ဖက်ပြန်သည်ဒုက္ခပတ္တာစာအနေဒုက္ခဖျားပတ္တာစာအနေဗျာထိုပိုက်သူရောက်လျင်ဦးလေးကြီးပြိရွတ်ပြီးတော်မည်အထိတ်မှတ်ပင်ဖြစ်၍သူတို့နှစ်ယောက်ခွဲခွာလာကြရသည်ကိုရည်ချမ်းသည်ချမ်းပြင်းတွင်စောင့်နေသောတငယ်ချင်းများထံသို့ရောက်ချိန်တွင်မူအိမ်မြင့်ကြီးစီမှကြီးစီတန်းသည် ပြန်လွင်၍လာပေသည် ယခုလိုတွေ့ခဲ့ရသောအကျိန်များသည်24ကျိန်ထက်မလျော့ခဲ့ပါမိုးသာဖုံးအုပ်နေသောမိုးရင်လာပြည့်များတွင်လည်းတိတိထန်သောမိုးသေးကြီးတွင်အရောက်လာခဲ့၏ခိုက်ခိုက်တုံအေး၍နှင်းထူတတ်စွာကြာကျိန်တွင်လည်းတိတိထန်သောရောက်လာခဲ့ပေသည်ဆယ်တန်းအောင်ရင်တော့တိတိနှင့်လက်ထပ်ဖို့မှာတည်ကြသောအစီအစဉ်တစ်ခုဖြစ်လေသည်တိတိကလည်းစာမေးဝဲပြီး၍ညရာသည်ចောင်းပိတ်ရက်အတွင် လက်ထပ်ဖို့သဘောတူသည် ယနေ့ညတွေ့ဆုံသောလပြည့်နေ့မှာတစားမုံလပြည့်ဖြစ်သည်လရောင်ကြီးတဲတွင်နှင်းမြူများရောပါစားပြူလာလေသည်ငိမ့်သက်တိတ်ဆိတ်နေသောပဝင်းကျင်တွင်ထုံးစံအတိုင်းဦးလေးကြီး၏ပြည့်ရတန်ကလည်းကြား၍နေရပေသည်တိတိသည်ယခုတခါပုံ၍စကားပြော၏တက်နိုင်ရင်မောင်တိတိတို့တစားမုံလာတယ်မှာပဲလက်ထက်ရအောင်ဘာဖြစ်လို့လဲ စာမေးဝဲပြီးမှအေးအေးဆေးဆေးလုပ်ပါတီတီရာဘာဖြစ်လို့တလောက်လောရတာလဲတီတီကခေါင်းငုံရွေးနေ၏ဘာကူမှမဖြစ်ပင်သူတီစောနိုင်သည်မအစောဆုံးလက်ထက်ရန်အတွက်ကိုရီချမ်းကိုဘယ်လိုပြောရမှန်းမသိပင်နောက်လာပြည့်တွင်မူတီတီနေမကောင်း၍သူတို့နှစ်ယောက်မတွေ့ဆုံရပင်နေမကောင်းသည်ကိုတွား၍တွေ့ခြင်းတော်လဲဖြောင်းမတွေ့ရသည်မှမခံချေစရာပင်တီတီထံမှစာများသာရောက်၍လာသည် ။စာဆောင်တိုင်းကလည်းသူ့ကိုတစောင်းမုံတွင်လက်ထက်ရံမင်းဖြစ်သည်။ကိုရီချန်းကမတွေးတတ်ပင်။ဘာကြောင့်တီတီတီတလောက်မြ мян လက်ထက်ချင်ပါသလဲ။နေမကောင်းသည်မှလည်းအခြေအနေကောင်းလာသည်မရှိပင်။စာရဲတွင်လည်းအိယာရဲမှလဲနေသည်ဆို၏။ကိုရီချန်းကမူစိတ်ပူနေသည်။တနေ့တွင်အမေသည် သူ့ကိုလာ၍တွေ့၏။နောက်ချမ်းမင်းတီတီစီမသွားဘူးလား။ အမေကသူတို့အကြောင်းသိနေသည်မှာကြားလာပေးပြီကျွန်တော်သွားရင် သူ့မိသူ့ဖေတွေကိုမျက်နှာပူတယ်သွားတာသွားပါကမလေးကမင်းကိုတိတ်တွေ့နေတာတော်တော်မမဘူးယခုလို့ဆိုတော့လေကဆုံပေါ့ရည်သာပြေးလာခြင်းသည်ဒီလိုဆို သူ့မိသူ့ဖေတွေကအိမ်မှာတွေးခွင့်ပြုမှာပေါ့အမေဒီအချိန်နေကြမှာတော့သမီးရှင်တွေက တွေးခွင့်ပေးပါတယ်မောင်ချမ်းရဲ့ဟွန်း ဘလို့အခြေဆိုသေးကိုကိုရဲချမ်းကမတွေးတတ်ပေခလေးမကြည့်ရတာချိန်နေမဟန်ဘူးဘလို့လဲမေအမလီတိတိယောဂါကတိနိုင်နေလားတိနိုင်တာမဟုတ်ပါဘူးမင်းကိုမင်းမသိဘူးလားမင်းကလေးမှာခလေးရှိနေတဲ့ချင်းနေဟမ်သူဒီစကားဆက်၍ပြောများတော့ခရင်မော်တွင်ကြောက်ရွံ့လုံးငုတ်တုတ်ကြီးဖြစ်နေသည်အမေကသူ့ကိုလှောင်တယ်လို့ကြည့်၍အပြင်ထွက်သွားသည် ခက်လေခက်လေးကဘယ်လိုလုပ်ရပါလဲသူသည်တွေးမရတွေးတိုင်းခေါင်းရှုပ်ခါပတ်ချလဲလာသည်ဘယ်လိုများဖြစ်ရခြင်းမလဲနောက်နေတိတိထံမှရေးလိုက်သောစာရင်းလဲသူတွင်ခက်လေးရှိနေပြီဖြစ်၍လက်ထပ်ပါရန် ဖွင့်ဟတောင်းပန်သောစာဖြစ်နေ၏ကိုရီချမ်းသည်စာကိုကိုင်ရင်လက်ကတဆက်ဆက်တုံနေ၏။ယောက်ျားတံမဲဟိရွေးငိုခြင်းသည်နှမျောလိုက်သည်ဖြစ်ခြင်း နှမျောသည်မှဘလို့နှမျောမှန်မသိအောင်ဖြစ်၍နေပေသည်အကြောင်းဆုံးပြောပြခြင်း၍သူ့ထန်လာရန်ကိုလည်းတိတိကတောင်းပန်ထား၏ဖြစ်မှာဖြစ်ရလေချင်းသူသည်အိတ်ယာထဲမှပဲခွေနေ၏ဘယ်ကူမှမသွားဘာမှမလုပ်တော့ပင်မင်းကလေးကိုမင်းကခေါင်းဆောင်ကျင်တာလားအမေကလာ၍ဆိုတိုင်းသူသည်ဘာမှပြတ်မပြောနိုင်မီနှက်ခမ်းများကတဆက်ဆက်တုံ၍နေ၏ ပြောချင်ပါရဲ့အမေရဲ့ရှင်ထဲမှာတော့ပြန်၍ပြောနေ၏ဟဲ့အောင်မင်းကောင်မလေးတော့အယိုးပေါ်အရေးတင်မဲစရာမင်းပါလို့တွားမတွေ့လဲသူ့ဖေကြီးတွေကလည်းမင်းကိုလာစေခြင်း ਨੇ ကောင်မလေးကလည်းလူရှိမှတော့မောင်ကိုခေါ်ပါဖြစ်နေတာတိတိအကြောင်းကလည်းကိုရီချမ်းတငယ်ချင်းအားလုံးတို့ပြန့်နှံ့၍နေသည်အမေတို့ကလည်းကိုရီချမ်းအတွက်စိတ်ညစ်နေပုံပေါက်သည်စားခိုင်းလို့လည်းမရသွားခိုင်း၍လည်းမရပါဘူး လက်ထဖို့ကိုလည်းခေါင်းခါရွေးနေသည်တစ္စပေါလူယုံမှာမင်းဟာခွေးနဲ့တူတူပဲအဖေကလာစုလျင်လဲငိုရွေသားနေသည်ကျွန်တော်ဟာလူအစ်စ်ပါဖေရဲ့ဒါပဲပြန်၍ပြောတတ်၏ဘယ်တော့မှမငိုတော့တာကယခုရွယ်ကြီးတွင်ငိုကြီးချက်မှဖြစ်နေတော့လေအဖေနဲ့အမေတို့ကသူ့ကိုဆက်၍မဆူကြတော့ပင်နောက်တစ်ပတ်တွင်တိတိထံမှစာရှည်တစ်စောင်ရောက်၍လာ၏ လက်ရည်များမှာကတိကရီနိုင်လွန်းလာ၍တိတိယောဂါကို သူမှန်းနိုင်မိ၏။နောက်နေ့တွင်မူတိတိဆုံးချောင်းကြားရတော့သည်။သူသည်အခန်းတကားကိုပိတ်၍တနေ့လုံးဘလို့လူနှဲမှ အတွေ့မခံတော့ပြီ။အဲ့ဒီကလေးကအမရဲ့ကျုပ်ကိုလူယုံမာအနေနဲ့တငယ်ချင်းတွေကဝိုင်းပယ်ထားတယ်။တမျိုးလုံးကလည်းလက်ညှိုးငေါငေါထိုးတာပေါ့။ကျွန်တော်လူတက်သမားကြီးဖြစ်နေတာပေါ့။စိတ်ဆင်းရဲလိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့ အဲ့ဒီကလေးကပေးတာဟာအခုတည်းထိပါပဲအဖေပေးစားတဲ့မိမကိုယူတာဟာလေစိတ်သက်သာမလားလို့ပူတော့ဆိုးလာသေးတယ်အခုဘိန်းစားတဲ့ဘွားမှာတော့အလုံလုံလို့ဖေးရတော့မလဲအခုဘွားမှာပဲကောင်းပါတယ်ရေထမ်းပြီးဘိန်းစားဘိန်းမိန်တော့တိတိနဲ့အမြဲတွေ့ရတာပဲနှစ်ဖူးမှချွေးပေါက်ကြီးများကိုတုံရင်ကိုရေချမ်းသည်မောဟိုင်းနေတယ်လို့ဖြစ်နေသည်ယခုဒီသူ့စကလုံးများမှာ ပြီးပြည့်စုံခြင်းတို့မရောက်သေး၍ကျမစိတ်ထဲမှာမကျေနပ်နိုင်မီဒီလောက်ညတွေမှာတွားတွေ့နေတော့လဲတငယ်ချင်းတွေကကျွန်တော်ကိုအထင်လွဲမယ်ဆိုလဲလွဲလောက်ပါတယ်ဒါပေမဲ့ကျွန်တော်ကလူမတက်ပါဘူးမစော်ကားတက်ပါဘူးဒါတွေကိုတော့ဖွင့်မပြောခြင်းမို့ဖွင့်ပြောရင်ကျွန်တော်ချက်သူတည်တည်ကောင်းငယ်မှာစိုးလို့လူလောကမှာကျွန်တော်သာ လူယုံမာကြီးအဖြစ်နဲ့နေခဲ့တာပါဒီလိုဆိုဒီကလေးဟာရှင့်ကလေးမဟုတ်ဘူးပေါ့ ဟင့်အင်းဘသူကလေးလဲမြေတာတော့ကိုအော်ကြီးဟဲ့ကျဲရွတ်နေတဲ့ဦးလေးကြီးရဲ့ခလေးပေါ်အမရဲ့တတီရဲ့နောက်ဆုံးစာထဲမှာအားလုံးဖွင့်ရေးထားတယ်သူ့စာလဲကျွန်တော်အခုထိသိမ်းထားတယ်ဟင်ဦးလေးဆိုမတော်ပါဘူးမိဘတွေနဲ့ရင်းနှီးပြီးအိမ်မှာအတူနေလို့ဦးလေးကြီးဖြစ်နေတာဝိတုရဲဆိုရင်တော့ချစ်သူကောင်ကိုစဲ့တင်တဲ့အနေနဲ့ကျွန်တော်လက်ထပ်တင်တာပေါ့လေဒါပေမဲ့ရင်ထဲမှာနားရယ် တဆက်ဆက်တုံနေမှရင်ကိုကြတော့မတို့ရမခုရတဲ့ချက်သူကို အခုလိုဖြစ်ခံရတာရင်ကျိုးတာပဲပြီးတော့ကျွန်တော်တို့ယူရထအောင်ဒီဦးလေးကြီးကဖျားကန်ကနေဖျားမုခပတ်တော်ရင်ရွတ်ပြီးကျွန်တော်မျက်နှာကိုပြုံးဖြည်းဖြည်းနဲ့ကြည့်မှကိုကျွန်တော်မခံနိုင်ဘူးဒီလိုခွေးသားကြီးတွေရုံမာမှုအတွက်တော့လက်ရှုံမခံနိုင်ဘူးနွားမဖြစ်ခြင်းဘူးဒီနေရာမှာကျွန်တော်မှားတယ်ဆိုရင်လေတိတိကိုတမလွန်လိုက်ပြီးတောင်းပန်ပါမယ် တမဒေဝနှကောင်းတွေကတော့ကျွန်တော်ကိုခွင့်လွတ်ကောင်းပါရဲ့။ကဲ။သွားပြစီတော့မရေ။သူဒီခက်မြန်မြန်ပဲနှုတ်ဆက်၍အောက်သို့ပြေးဆင်းသွားသည်။ကျမရင်ထဲတွင်တော့ဝမ်းနဲ့ဝမ်းသာဖြစ်နေသည်။ဇက်လိုက်ကိုရေချမ်းသည်အများထင်သလိုလှူယုံမာကြီးမဟုတ်သေးကိုလည်းဝမ်းသာနေမိသည်။မကြခင်တတိုင်းတိုင်းနဲ့လေကားမှကိုရေချမ်းပြေးတက်လာပြန်သည်။အောက်ကဘူတဲဆောင်ကိုပူကပြောတယ် အမကစာရေးစရာဆိုနည်းနည်းပါပါရေးတာပါကျွန်တော်အကြောင်းမရေးပါနဲ့နော် တောင်းပန်ပါတယ်ကျွန်တော်ဟာမြတ်တာတုံဆုံးအောင်မရွတ်တဲ့ဖိန်းစားပဲမဲ့လူမတက်တာကိုသာအမသိအောင်လို့ပြောပြတာပါဟုတ်ပါတယ်လीဒါပေမဲ့မြတ်တာတုံကိုလူကြောင်းအောင်ကျင်းစီတန်းတညံ့ညံ့နဲ့ရွတ်ပြီးမင်းကလေးတွေကိုစော်ကားတတ်နေတဲ့လူကြောင်းကိုတော့ကျမရေးရမှာပဲ သူသည်တွေ့တွေ့ကြီးစားကြည့်နေရမှနှက်ခမ်းများကိုသိရင်ကျွန်တော်သိရင်ရေးပါအသက်ငယ်ငယ်ရှိပေမဲ့ကျွန်တော်ဘလောက်အိုနေပြီလဲမကြခင်တည်ရမှာပါဟုပြောကနောက်ဆုံးစကားသံမှာတင်ဝင်သွား၏ယခုတခါတော့ခက်ပြေးပြေးပင်သူသည်လှေကားမှဆင်းရွေသွားသည်1316ခုနှစ်ဝါဆိုလာပြေကျော်9ရက်နေ့တွင်ကိုရည်ချမ်းတည်ဆုံးခဲ့လေသည်1954ခုနှစ်ဒီဇင်ဘာလား အဆုံးထိနားဆင်ပေးခဲ့ကြတဲ့စာချစ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်